တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ April 17ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကိုရီးယားကငလင်တန်ကြောင့်ပေးအပ်မဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်ကောင်စီထံကိုမပေးဘဲနိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာမြန်မာပြည်သူများထံပေးအပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တောင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံမှငလင်တန်ကြောင့်ပေးအပ်မဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုစစ်အုပ်စုထံကိုမပေးဘဲနိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာမြန်မာပြည်သူများထံပေးအပ်မှာဖြစ်ကြောင်းတောင်ကိုရီးယားလွှတ်တော်အမတ်အီယုံဆွန်ကပြောဆိုလိုက်ပါတယ်။ဂျမန်နေ့ဧပြီလ10ရက်နေ့တောင်ကိုရီးယားလွှတ်တော်မှာပြုလုပ်တဲ့မြန်မာအရေးကြားနာပွဲမှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီးရင်းကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်း NUG ရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတို့တက်ရောက်ခဲ့ကြောင်း ကိုရီးယားလွတ်တော်နိုင်ငံသားရေးရာကော်မတီဝင်လွတ်တော်အမတ်အီယွန်စွန်ဒီမိုကရက်ပါတီလွတ်တော်အမတ်များဖြစ်ကြတဲ့ဂျူချောင်ရှိဆောယုံဆော့ဘဟုံးဘဲအီဂန်အီးချာဂျီဟုံးနဲ့တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြကြောင်း NUG ကသတင်းထုတ်ပြန်ပါတယ်။တောင်ကိုရီးယားလွတ်တော်အမတ်အီယွန်စွန်က ကိုရီးယားနိုင်ငံအနေနဲ့လူသားချင်းစာနာတဲ့အထောက်ပံ့တွေကိုအကြံဖတ်စစ်အုပ်စုလက်ကိုတိုက်ရိုက်ပေးအပ်မှာမဟုတ်ပဲမြန်မာပြည်သူများလက်ထဲကိုရောက်ရှိအောင်နိုင်ငံတကာအဖွဲ့အစည်းများမှတဆင့်သာပေးအပ်မှာဖြစ်ကြောင်းကိုရီးယားအစိုးရဟာမြန်မာနိုင်ငံမှာအာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်ကလေးကချမှတ်ထားတဲ့နိုင်ငံသားရေးမူဝါဒအတိုင်းဆက်လက်ရည်တည်နေကြောင်းပြောကြားပါတယ် အဆိုပါကြားနာပွဲမှာ NUG ဝန်ကြီးဦးအောင်မျိုးမင်းကစစ်တပ်ကဖန်တီးထားတဲ့လူခွင့်ရေးချိုးဖောက်မှုများနဲ့တဘာဝမြင်းကလင်းတန်ကြားကမြန်မာနိုင်ငံခေါင်းစဉ်နဲ့ဟောပြောခဲ့ပြီးကိုရီးယားအစိုးရနဲ့လွှတ်တော်အနေနဲ့အကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းနေတဲ့ရင်းနှီးမြှုပ်နှံမှုများကိုပိတ်ပင်ရန်စစ်လက်နက်နဲ့လေယာဉ်စီအပါအဝင်ဤပညာထောက်ပံ့ခြင်းများကိုပိတ်ပင်ရန်အကြမ်းဖက်စစ်အုပ်စုကိုတရမှန်ရေးရမဆက်ဆံရန်အထုအယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုရန်လူသားချင်းစာနာမှုအထောက်ပံ့များကိုအကြမ်းဖက်စစ်အုပ်စုနဲ့ပူးပေါင်းခြင်းမပြုလို့ပဲ NUG နဲ့ဒေသခံများမှတဆင့်ပေးအပ်ရန် ကိုရီးယားရောက်မြန်မာနိုင်ငံသားများကိုအကာအကွယ်ပေးရန်နဲ့အကြံဖတ်စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုများကိုနိုင်ငံတကာမှာတရားစွဲဆိုရမှာပါဝင်လွတ်ဆောင်ပေးရန်တို့ကိုတိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရှိရပါတယ်။ တောင်ကိုရီးယားအမတ်များကမြန်မာနိုင်ငံမှာဒီမိုကရေစီတော်လှန်ရေးကြောင့်ပင်ပန်းနေရတဲ့အချိန်မှာတဘာဝဘေးဒဏ်ငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာကိုများစွာဆင်မကောင်းဖြစ်ရပါကြောင်းစာနာပါကြောင်းဒီမိုကရေစီပြန်လည်ပေါ်ဆောင်ရေးအတွက်မြန်မာနိုင်ငံသားများနဲ့အတူရှိနေမှာဖြစ်ကြောင်းဒါပြင်ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုကာကွယ်ဆောင်ရွက်မှုပေးရန်အတွက်တက်ကြွစွာဆောင်ရွက်ပေးမိဖြစ်ကြောင်းဂရုပြုကြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ AA တီထောင်ချင်း16နှစ်မြောက်နေ့ကိုတော်လှန်ရေးတပ်ဖွဲ့အသီးသီးကတဝန်လောင်များပေးဖို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရခတ်တက်တော် AA တီထောင်ခြင်း16နှစ်မြောက်နေ့ဖြစ်တဲ့ယမန်နေ့ April 10ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့အသီးသီးက AAC ကိုတဝန်လွန်များပေးပို့လာကြပါတယ်။ចောင်းသားလက်ယုံတက်တော်ကလာတရဲ့တဝန်လွန်မှာ AA ရဲ့တော်လိုင်းသမိုင်းចောင်းနဲ့ရခိုင်အာဇာနီများကိုလေးနက်တီကြီးစွာအလေးပြုဂုဏ်ပြုထားပြီးအနာဂတ်မှာလူတို့လူမျိုးရင်းနဲ့နိုင်ငံတော်တည်တည့်ရဲ့2009ဒီအထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်မျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့တဝန်လာမှာလဲ Federal Democracy ပြည်တော်စုအတွက် AA ရဲ့ဥဆောင်မှုဟာအရေးပါတယ်လို့យေတာထားပါတယ် ရင်ပြင်တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာအေအေရဲ့နာမည်ကျော်ကြားမှုကိုလည်းဂုံပြုဖော်ပြထားကလူနည်းစုနဲ့စတင်တည်ထောင်ခဲ့ရမှာတာဝန်ရှိသူများရဲ့ကြိုးစားဥဆောင်နိုင်စွမ်းများကြောင့်ယနေ့ကာလမှာရခိုင်ပြည်သူလူထုတို့ရဲ့ထောက်ခံဝန်းရံမှုနဲ့အာရခတ်တတ်တော်အေအေမှာအင်အားများစွာကြီးထွားလာတာကိုလေးစားအားကြဂုံယူမိကြောင်းရေးသားထားပါတယ် မပြည်သူလွတ်မြောက်ရေးတက်မတော့ BBLA ရဲ့တပွင့်လွှာမှာတော့ AA ရဲ့စစ်ပညာဝေမျက်မှုများမဟာမိတ်တပ်ဖွဲ့များကိုကူညီမှုများကိုကျေးဇူးတင်ကြောင်းဖော်ပြထားပြီး AA နဲ့တူဒန်းတူညီတူအခြေခံသော Federal ပြည်ထောင်စုတိဆောက်ရေးအတွက်အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ဆိုထားပါတယ်။အထက်ပါအဖွဲ့များပြင် AA ရဲ့မဟာမိတ်ညီနောင်နှစ်ဖွဲ့ဖြစ်တဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA နဲ့တအောင်းအမျိုးသားလွတ်မြောက်ရေးတက်မတော် TNL ပြည်သူညီညွတ်ရေးတပ်ဦး PUF နဲ့နောက်ထပ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ကလည်းတဝန်တော်များမှတစ်စက်ဂုံပြုစကားများပေးပို့ကြပါတယ်။ AAD တောင်ချင်း16နှစ်မြောက်နေ့မှာမဟာမိတ်အဖွဲ့အစည်းများကတူညီသောရည်မှန်းချက်ဖြစ်တဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တန်းတူညီမျှမှုနဲ့ Federal ပြည်ထောင်စုစီချီတက်မှုပေါ်တည်တည်တသာထောက်ခံလာတာကိုတွေ့ရတယ်လို့ရခိုင်စစ်ရေးနိုင်ငံရေးလေလံသုံးသပ်သူများကပြောဆိုပါတယ်အေကို2009ခုနှစ်ဧပြီလ10ရက်နေ့မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIO KIA ထိန်းချုပ်ရာလိုင်စာမှာမျိုးချစ်ရခိုင်လူငယ်26ဦးနဲ့စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကျုံပြောမှာရက်ကြီးအုပ်ချုပ်ရေးမှုတနက်နဲ့ပြက်ကတ်ခံရပြီးစေယုံတို့ပို့ဆောင်စဉ်လမ်းမှာတိတ်ဆုံးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ AR တိုင်းကျုံပြောမြို့နယ်မှာစစ်ကောင်စီခန့်ရက်ကြီးအုပ်ချုပ်ရေးမှုတနက်နဲ့ပြက်သက်ခံရပြီးစေယုံတို့ပို့ဆောင်စဉ်လမ်းမှာပင်တိတ်ဆုံးသွားကြောင်းဒေသခံများထံမှသိရပါတယ်။တနက်နဲ့ပြက်သက်ခံရတဲ့အုပ်ချုပ်ရေးမှုမှာညောင်မင်းကွင်းကြီးရွာအုပ်စုမှဥလကြိုင်ဖြစ်ပြီးယမန်နေ့ဧပြီလ10ရက်နေ့မှာပြုတ်လုပ်တဲ့မြို့နယ်အစည်းအဝေးကပြန်လာစဉ်မွန်လွဲ2နာရီဝန်းကျင်မှာတနက်နဲ့ပြက်သက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ မြို့နယ်အစည်းအဝေးကပြန်လာချိန်မှာအပြစ်ခံရတာဒဏ်ရာပြင်းထန်တော့အဲ့ဒီမှာပဲရန်ကုန်ပို့တာလမ်းနဲ့တိတ်သွားတယ်။သူ့ကြောင့်ထွက်ပြေးရတဲ့သူတွေလည်းမနေဘူးလို့ညောင်မင်းကွင်းကြီးရွာအုပ်စုမှဒေသခံတဦးကပြောပါတယ်။အုပ်ချုပ်ရေးမှူးဦးလာကျိုင်ကတနက်ဒဏ်ရာပြင်းထန်တဲ့အတွက်ကြုံပြော်မြို့မှာရန်ကုန်စေယုံကြီးကိုပို့ဆောင်စဉ်လမ်းမှာပင်တိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။ စစ်ကောင်စီဟာ၎င်းတို့ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုတနက်နဲ့ပြတ်သက်ခံရပြီးတေဆုံးခဲ့တဲ့အတွက်ဂျုံပြော်မြို့နယ်အတွင်းရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီဥက္ကဋ္ဌထက်မှန်အတည်ပြုပြောကြားမြင်းငလင်အကြောင်းပအိုးလူတို့ကိုရှင်းလင်းစေးလေးအရက်ကော့မတုံးဆွဲဖို့မှာကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီဥက္ကဋ္ဌကလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကိုပိုင်းအုပ်ချုပ်ခွင့်ရပြည်သူတွေနဲ့ဒီကနေ့တွေ့ဆုံပွဲမှာထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။တောင်ကြီးမြို့မြို့တော်ခန့်မှန်းမှာပြုလုပ်တဲ့တွေ့ဆုံပွဲမှာယခုလိုပြောကြားလိုက်တာဖြစ်ပြီးရွေးကောက်ပွဲအောင်မြင်ဖို့ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့မှာကြားသွားခဲ့ပါတယ်။ ပအုပ်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာစီမံအုတ်ချုပ်ခွင့်ရဥက္ကဋ္ဌဥခွန်ရဲထွေးကမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အပြင်းစားမြင်ကလင်းကြောင့်ပအုပ်ဒေတာမှာထိခိုက်ပျက်စီးမှုတွေအကြောင်းစစ်ကောင်စီဥက္ကဋ္ဌကိုရှင်းပြခဲ့ပါတယ်စစ်ကောင်စီဥက္ကဋ္ဌကမြင်ကလင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီးပအုပ်ဒေတာထိခိုက်ပျက်စီးမှုတွေအတွက်လိုအပ်တာတွေကိုမှတ်ကြားဖို့လာရောက်ခဲ့တာဖြစ်ကြောင်းနဲ့အဆောက်အုံတွေကိုစံချိန်မီမဆောက်ခဲ့တာကြောင့်မလိုလားအပ်တဲ့အသက်ဆုံးရှုံးမှုတွေအကြီးအကျယ်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ် အဲ့ဒီအတွက်အဆောက်အုံတွေကိုစံချိန်မီခံနိုင်ရှိအောင်စောက်ဖို့လိုအကြောင်းပြောကြားသွားပါတယ်။ဒါအပြင်ပညာရေးကျမ်းမာရေးကိစ္စကိုပါမှာကြားရမှာလူကိုအကျိုးမဖြစ်စေတဲ့ဆေးလိအရက်ကုန်းတို့ကိုရှောင်ကျဉ်ဖို့မှာကြားသွားခဲ့ပါတယ်။အဲ့ဒီနောက်ဟိုပိုးမျိုးကိုလှည့်လည်ကြည့်ရှုကြတယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့မုံရွာမျိုးအမတ်နဲ့ရဲစခန်းမှာဒူရဲအုပ်အေးတန်ထွန်းဟာ G3 rifle တစ်လက်နဲ့ကြည်ချုပ်ကိုယူဆောင်လာပြီးအလင်းဝင်းဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့အမတ်နှစ်ရဲစခန်းမှဒူရဲအုပ်အေးတန်ထွန်းဟာ G3 rifle တစ်လက်နဲ့ကြည်အချို့ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းမုံရွာခရိုင်အမှတ်25တပ်ရင်းမှတပ်မဏိကပြောဆိုပါတယ်ဧပြီလ9ရက်နေ့မှာအမတ်နဲ့ရစ်ကက်မှဒူရဲအုပ်အေးတန်းထွန်းအလင်းဝင်ခိုးလုံလာခဲ့ခြင်းဖြစ်ပြီးတက်ခွဲလေးတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးနေမီခန်တရဲ့20နှစ်အကူညီနဲ့တွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်ရောက်လာသူရဲ့ဇာတိမိသားစုရှိရာစီကိုပို့ပေးထားပါတယ်။အလင်းဝင်ရောက်လိုချင်သူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနှွေးထွေးစွာအမြင်ဆောင်ကြိုနေပါတယ်။ နောက်ပြီးသူတို့ရတဲ့ရတိုက်တဲ့အခွင့်အရေးတွေကိုလည်းအပြည့်အဝပေးထားပါတယ်လို့မုံရွာခရိုင်အမှတ်25တက်ရင်မှုတပ်မဏိကပြောဆိုပါတယ်။မုံရွာခရိုင်အမှတ်25တက်ရင်အနေနဲ့ပေါ်တာဆွဲခံရပြီးပြန်ထွက်လာခြင်းသူများကိုလည်းအန်ရယ်ကင်းကင်းနဲ့ကဲထုတ်ပေးခဲ့ခြင်းများလည်းရှိကြကြောင်းယခုလပိုင်းမှာမုံရွာခရိုင်အမှတ်25တက်ရင်ထံအလင်းဝင်ရောက်လာသူ6ဦးထိရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တီးဒိန်မြို့နယ်ကိုချင်းကြီးနောင်အဖွဲ့ကဆက်လက်တိုက်ခိုက်သိမ်းပိုက်ပြီးချင်းပြည်နယ်တစ်ခုလုံးရဲ့85ရာခိုင်နှုန်းကျော်လွတ်မြောက်ခဲ့ပြီးသိမ်းပိုက်ရန်မြို့နယ်၃ခုသာကျန်တော့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တီးဒိန်မြို့နယ်ကိုချင်းကြီးနောင်အဖွဲ့ကမကြခင်ဆက်လက်တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်းချင်းကြီးနောင်အဖွဲ့ကတရားဝင်ထုတ်ပေါ်ပြောဆိုထားပါတယ်။ ဧပြီလ9ရက်နေ့ဖလန်မြို့ကိုချင်းကြီးနောင်တပ်ဖွဲ့ကတိမ့်ပိုက်ရရှိပြီးနောက်မှာတီးဒိန်မြို့နယ်ကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရင်းမှု Slime William ချင်းကဧပြီလ9ရက်နေ့မှာဖလန်မြို့တိမ့်အောင်ပွဲတိုက်ရိုက် live မှာတစ်စက်တရားဝင်ကြေညာခဲ့ပါတယ်။ချင်းပြည်နယ်ထဲမှာတီးဒိန်မြို့ကိုလည်းထပ်ပြီးဝင်ရောက်ဖို့ရှိပါတယ်။2024မှာစစ်ကောင်စီကင်းစင်ဖို့ရည်ရွယ်ခဲ့ပေမဲ့60ရာခိုင်နှုန်းပဲပြည်စည်းခဲ့ပါတယ်။လေးနေရာရခဲ့တယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF အထွေထွေအတွင်းရင်းမှုစလိုင်းဝီလီယံချင်းကပြောဆိုပါတယ် တီးတိမ်မြို့နယ်မှာခါလာယာ269တရင်ဌာနချုပ်လက်အောက်ခံတရင်တပ်ဖွဲ့တချို့နဲ့တမတတက်လက်အောက်ခံတပ်တချို့ရှိနေပေမဲ့တန်တလန်မြို့ရဲ့လုံခြုံရေးနဲ့တွဲဖက်ထားကြောင်း CDM ဘူကြီးစင်ရော်ကသူ့ရဲ့လူမှုကွန်ရက်မှာတစ်ဆင့်သတင်းထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာမြို့နယ်၉ခုရှိပြီးစစ်ကောင်စီစိုးမိုးထားတဲ့မြို့နယ်မှာ၃ခုသာရှိတော့ကဟာခါတန်တလန်နဲ့တီးတိမ်မြို့နယ်များဖြစ်ကြောင်း ချန်တလန်မြို့နယ်မှာမြို့ပေါ်ကွက်ကွက်ကလေးကိုသာစစ်တပ်ကစိုးမိုးနိုင်တော့ကြောင်းထို့ကြောင့်ချင်းပြည်နယ်ရဲ့ area 85ရာခိုင်နှုန်းကျော်ကိုချင်းတော်လန်ရင်အင်အားစုများကစိုးမိုးထားကြောင်းချင်းတော်လန်အင်အားစုများကပြောဆိုပါတယ်။တန်တလန်မြို့ပေါ်မှာပဲစစ်တပ်ကကွက်ကွက်လေးရှိတော့တာတန်တလန်တမြို့နယ်လုံးရဲ့စစ်တပ်စခန်းနဲ့နေရာတွေကို CNA စိုးမိုးရရှိထားပါတယ်။တန်တလန်မြို့တိုက်ပွဲကလည်းမကြာခဏဖြစ်နေတာပါ။ပတ်ပတ်လေကိုတော့ CNA နဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့ထိန်းချုပ်ထားတယ်လို့ CNA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့မြို့နယ်ကိုကူအတွက်အရခတ်တက်တော် AA ကပလက်ဝမြို့နယ်ကိုတိုက်ခိုက်သိမ်းပိုက်ထားကြောင်းချင်းကြီးနယ်အဖွဲ့ကမတူပီကံပက်လက်မင်းတက်နဲ့ဖလန်းမြို့နယ်တို့ကိုတိုက်ခိုက်သိမ်းပိုက်ထားကြောင်းသိရှိရပါတယ်။ CNA ပါဝင်တဲ့ချင်းလန်းကောင်စီကတော့တွန်းဆန်မြို့နယ် recorder line လင်းပြီး razor မြို့အပါအဝင်မြို့နယ်တစ်ခုနဲ့မြို့ခုနှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးများအပအဝင်အဆောက်အအုံများပြန်လည်တည်ဆောက်ခွင့်အတွက်မင်းအောင်လှိုင်ရဲ့တာအောင်ပြေဆောင်ပိုင်တဲ့ကုမ္ပဏီကလုတ်ပိုင်ခွင့်ရရှိမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးများအပအဝင်အဆောက်အအုံများအားပြန်လည်တည်ဆောက်ခွင့်အတွက်မင်းအောင်လှိုင်ရဲ့တာအောင်ပြေဆောင်ပိုင်တဲ့အဆောက်လုပ်ရေးကုမ္ပဏီများကလုတ်ပိုင်ခွင့်ရရှိမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နေပြည်တော်မန္တလေးစကိုင်းပဲခူးတိုင်းပါဝင်မြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာအပြည့်အစည်ကြီးမားခဲ့ကြောင်းရင်းဒေသများမှာဌာနဆိုင်ရာအဆောက်အအုံများဝန်ထမ်းအင်အားများလန်ဒတာများပြက်စီးသွားပြီးရင်းပြက်စီးမှုများကိုပြန်လည်ပြုပြင်တိစောက်ရင်ဆောက်လုပ်ရေးကုမ္ပဏီများထံကိုခွဲတမ်းများချထားပေးမှာဖြစ်ကြောင်းရင်းတို့ချထားပေးရမှာနေပြည်တော်မှတိစောက်ပြုပြင်ရေးလုပ်ငန်းစုများကိုမင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ပိုင်ဆိုင်နဲ့ဆောက်လုပ်ရေးကုမ္ပဏီများကလုတ်ပိုင်ခွင့်ရရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။ နေပြည်တော်မန္တလေးစကိုင်းပဲခူးနဲ့ရှမ်းတောင်မှာအပြည့်အစည်ကြီးမှာတော့အဲ့ဓာတွေကိုအချိန်မီပြန်လည်ပြုပြင်တိဆောက်ဖို့ပုဂ္ဂလိကကုမ္ပဏီတွေကိုလုတ်ပိုင်ခွင့်ချထားပေးဖို့ပြင်ဆင်နေတယ်လို့သိရတယ်။အဲ့ဒီမှာနေပြည်တော်ကပြန်လည်ပြုပြင်တိဆောက်မဲ့တင်ဒါတွေကိုတက်ချုပ်တာကုမ္ပဏီကရမယ်။ကျန်တာတွေကလည်းအခြားပုဂ္ဂလိကကုမ္ပဏီတွေကခွဲရန်ရကြမယ်လို့သိရတယ်လို့နေပြည်တော်စစ်ပတ်တရင်အရင်မြစ်ကအရှင်းပြပါတယ်။အောင်ပြေဆောင်က Sky One ဆောက်လုပ်ရေးကုမ္ပဏီအပြင်ဘုံမြက်ပြေဆောင်မြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky, Truecoff အောင်မြင်မှု Insurance Company, Mindtel Telecom Share ရှင်း Azura Beach Resort, ENM Maha Company Limited, ငြိမ်းချမ်းပြည်စုံ Manufacturing and Trading Company Limited စတဲ့ဌာနများစွာကိုနာမည်မျိုးစုံနဲ့လုတ်ကင်နေသူဖြစ်ကြောင်းစစ်တပ်နဲ့အရက်ဖက်ဝန်ကြီးဌာနများရဲ့စောက်လုပ်ရေးတင်တာ၊လန်ဒတာတိစောက်ရေးတင်တာများ EV ကားနဲ့ဆိုလာများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းအသေးအလက်အကြီးမျိုးစုံကိုအောင်ပြေစုံကလောက်ကင်လျက်ရှိကြောင်းသိရှိရပါတယ် မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တို့မှလူနေတိုက်တာ6000ကျော်ဘုံကြီးကျောင်းနဲ့တိလားရှင်ကျောင်း3514ကျောင်းစာတင်ကျောင်း2366ကျောင်းဌာနဆိုင်ရာရုံးအဆောက်အုံ3688လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းဒါအပြင်တံတားပေါင်း155စင်းဖျားစီဒီ9620ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်နေပြည်တော်မန္တလေးကားလန်းယထာလန်းများပျက်စီးမှုများဖြစ်ပေါ်ခဲ့ကအမြန်လမ်းမကြီးတစ်လျှောက်အပိုင်း148ခုထိတိကျပျက်စီးခဲ့ရကြောင်းအကြံဖတ်စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။နနက်ပိုင်းထိတေဆုံးသူ3649ဦး၊ဒဏ်ရာရရှိသူ9018ဦးနဲ့ပျောက်ဆုံးသူ145ဦးရှိကြောင်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။